တစ်တော်မှာရှင်ရတဲ့ခொနေရဲ့သားသမီးများအားလုံးပဲစိတ်အေးချမ်းသာခြင်းကိုယ်ရည်ချမ်းသာခြင်းနဲ့အားလုံးပဲပြည့်စုံကြပါစေ။ကဲဒီကနေ့မှာစိတ်ရိုက်မိတ်ဆွေများအားလုံးပဲနော်။ကံပွင့်လက်ပွင့်နော်ငွေဝင်စီမဲ့အဆောင်ကောင်းလေးတစ်ခုကိုစိတ်ရိုက်မိတ်ဆွေများအားလုံးကိုစိတ်ရိုက်ဘက်ကပြောပြပေးခြင်းပါလေ။ဒါလေးကိုလုံးမဲ့ဆိုရင်မနက်ပိုင်းလေးအချိန်နဲ့ပြုလုပ်ပေးပါနော်။မနက်ပိုင်းလေးအချိန်နဲ့ပြုလုပ်ပေးပါ။လုံးမဲ့ဆိုရင်ဒါစိတ်ရိုက်မိတ်ဆွေများဘလို့ဘလို့လူမျိုးတွေလုံးတင်လဲဆိုရင် နော်ငွေကြေးနဲ့အခက်အခဲဖြစ်နေတဲ့သူတွေ ငွေဝင်ဝင်ကျင်တဲ့သူတွေငွေမမြဲတဲ့သူတွေနော်ဒီရကြာလေးကိုလှုပ်တင်ပါတယ်ဒါလေးကအရန်ကိုလည်းစွန့်တယ်တကယ်ကိုလည်းအစင်ပြီးလို့ဆေးရမိတ်ဆွေများအားလုံးကိုပြန်လည်ပြီးမျှော်ပေးခြင်းဖြစ်တယ်ဒါလေးကိုလုံးမယ်ဆိုရင်ကြောက်ပင်တစ်ချက်လုံးမယ်ကြောက်ပင်တစ်ချက်ပေါ်မှာမှကျွေးပကံပြားလေးကိုတင်ပေးထားမယ်တင်ပြီးသွားပြီးဆိုရင်နော်ကျွေးပကံပြားပေါ်မှာဒါစီရောလို့ဘော ငွေသားတရွက်လို့မယ်အစဉ်ပြေငွေသားတရွက်ကိုဒါဆက်ကွာတင်ပေးမယ်တင်ပြီးသွားပြီဆိုရင်ဂျင်းတက်နော်ဂျင်းပြင်မှရပါမယ်ဂျင်းတက်တစ်ခုကိုဒါဆရာတို့ကငွေသားပုံမှာတင်ပြီးရောမှာနော်ဂျင်းတက်ပုံကိုဒါဆရာတို့ကဖျောင်းတိုင်ပြီးတတိုင်းကိုတင်ထုံးထားပေးမယ်တင်ထုံးသွားပြီဆိုရင်ဒါဆရာတို့ကဘာလုပ်ရမလဲတရက်ပဲလောက်ကမှာနော်တရက်ပဲလောက်ကမှာလောက်ပြီးသွားပြီဆိုကျန်တဲ့ရက်ကနော်အဆောင်အင်းနေတဲ့ဒါဆရာတို့ကဆောင်းသွားပေးရမှာဖြစ်တယ် လုပ်ပြီးသွားပြီဆိုရင်ဖျောင်းနိုင်ငိမ့်နေတဲ့ကိုဒါစရာလိုကစောင့်မယ်နော်ဖျောင်းနိုင်ငိမ့်နေတဲ့ကိုစောင့်မယ်ပြီးလို့ရှင်ကိုဖိချနာလေးကိုဆဲခေါတိတိပြောမယ်ကိုကငွေဝင်ငွေဝင်စင်ကျင်တာလားငွေဝင်ကျင်နေဆိုရင်ငွေဝင်ပါစီငွေဝင်ပါစီဆိုပြီးတော့ဒါစရာလိုကနော်ဆဲခေါတိတိကိုပြောမယ်ပြီးလို့ရှင်ဖျောင်းနိုင်နေငိမ့်နေတဲ့ကိုဒါစရာလိုကစောင့်ပြီးသွားပြီဆိုရင်ကြောက်ပြင်ကပြန်လှည့်ပြီးအသုံးပြုလို့ရတယ်နော်ဒီဂျင်းတက်လေးကိုဒါစရာလိုကဘာလုပ်ရမလဲဆိုရင်ဂျင်းနဲ့နော်ငွေသားနဲ့ကိုဒါစရာလိုကနော် အိမ်လေးတစ်ခုမှာပေါ့နော်အိမ်လေးတစ်ခုမှာဒါစီရောက်ကထဲပြီးတော့စောင်းသွားပေးတင်ပါတယ်နော်အိမ်လေးတစ်ခုထဲမှာဒါစီရောက်ကထဲပြီးတော့စောင်းသွားပေးတင်ပါတယ်ဂျင်းကကြီးနေမယ်ဆိုရင်နော်အစင်ပြေတလောက်လေးပေါ့နော်ဒါစီရောက်ကလှလှူလူတွေရတယ်အစင်ပြေတလောက်လေးခီးထဲလူတွေရတယ်နော်ဒါအိမ်လေးတွေကိုဒါစီရောက်ကငွေသားနဲ့အတူတကွာဒါစီရောက်ကစောင်းသွားပေးရမှာဖြစ်ပါတယ်ငွေကိုတော့လုံးဝမသုံးမိစေပါနဲ့ဒါလေးကိုခုနှစ်ရက်တိတိစောင်းသွားပေးပါအဲ့ခုနှစ်ရက်အတွင်းမှာတကယ်ထူးခြားမှုလေးတွေရလာပါလိမ့်မယ်နော် ကစီယာမေစီများအားလုံးပဲအဆင်ပြေကြပါစေ။ဇီယာကတော့ဘေးဒီနဲ့အဆောင်ရည်တွေကိုအထူးပြုလုပ်ပေးနေတဲ့ဇီယာဆိုင်းကွန်းသားပဲဖြစ်ပါလေ။ဗီဒီယိုလေးကိုရှယ်သွားပေးပါ။